နာထောက်မှာမပူပါနဲ့ဆရာညနေကျွန်တော်ထမင်းကျွေးမယ်ဆိုပြီးခေါ်ထားပါတယ်ဆရာသူတို့ထမင်းစားတဲ့အချိန်မှာဆရာပိတ်ပြီးတော့သာဟောပြ။ဩသူများထမင်းစားတဲ့အချိန်ကျမှပိတ်ဟောအောင်မ။အေးပေါ်ထားလိုက်ပါညနေကျတော့တကယ်လူလာပါတယ်။ဟောပြောပွဲလာတာလားထမင်းလာစားလာတာဒါလားတော့မသိပါဘူး။လူတွေလာကြတော်တော်လေးမှောင်တဲ့အချိန်ကျတော့မှ လူငယ်လေးတယောက်ကဘယ်သူမှမသိစေချင်တဲ့ပုံစံမျိုးနဲ့ကျွန်တော်ကြီးရောက်လာပါတယ်ပြီးတော့အနာဟုတ်ကတ်လာပါပြီးတော့ဘယ်သူမှမကြားစေချင်တဲ့စကားမျိုးနဲ့ကျွန်တော်လာမေးပါတယ်အကြီးတော်အကြီးတော်နဲ့နာမည်ကြီးနေတာကြာပြီတဲ့ဘာလို့တားလဲဟင်းတဲ့ဩငါဟောပြောပွဲလာနားထောင်တဲ့ကိစ္စအကြီးတော်အကြီးတော်နဲ့နာမည်ကြီးနေတာကြာပြီဘာလို့တားလဲဟင်းဆိုတော့ဘာပြောကိုယ်ကလည်းရွေးတက်တော့နိုင်ပြင်တာလို့ အဲ့တော့မှအိုက်ကောက်လေးမျက်လုံးအယောင်လက်သွားပြီးတော့ကြားဘူးတဲ့အကြီးတော်နိုင်ပြင်ဆိုင်နာမည်ကြီးပဲနိုင်ပြဲလာပြင်းမာတော့ဩလာပြင်းမာကွာပြီးခဲ့တဲ့တစ်ခေါက်ကလည်းကချင်ပြည်နယ်ဘက်ရောက်သွားပါတယ်တော့ရတဲ့လမ်းဘလောက်ဆိုးလဲဆိုအဲ့ဒီခကြီးကလူပြန်တော်ဗရမ ्या ကြော်ညာကျွန်တော်အဲ့ဒီမှာပဲရိုက်ချင်ပါတယ်ကားစီးသွားတာ ကားဖင်နိုင်ကုန်နဲ့ဖင်တစ်ချက်မှမထိလိုက်ပါဘူးအပေါ်ကိုင်းဆွဲပြီးတော့လေဘော်မှာပြန်သွားပါအော်ငါဒရိုက်တာလုတ်ရလူပြန်တော်ပရမညာကြော်ညာရိုက်ရအဲ့မှာလာရိုက်မယ်ဘလောက်ထိလဲဆိုဆွတ်တောင်းမိပါတယ်အော်ဒီလန်ခိယငါအိမ်ပြန်ရင်ဥမကွယ်တိုင်းမပြအိမ်ပြန်ရောက်ရင်တော်ပြီအိမ်မှာလည်းမိသားစုရှိသေးတော့ဆွတ်တောင်းရတာပေါ့ ဟိုရောက်တော့လာခေါ်ပါတယ်ခေါ်ပြီးတော့ညရအမှောင်နေတော့ကျွန်တော်ထမင်းကျွေးပါတယ်ဘာသားနဲ့ကျွေးမှန်းကျွန်တော်မသိပါဘူးစားပါတယ်စားပြီးတော့ကျွန်တော်ပကံလေးကိုမိမတယောက်ကယူသွားပါတယ်ပြီးတော့ကျွန်တော်မြင်နေရတဲ့တောင်ကုန်းလေးထိမ့်ပါအဲ့ပကံလေးကိုချပြီးတော့ဒုတ်ချောင်းလေးနဲ့တတတတခေါက်ပါတယ်ပြီးတော့ဒီသားတန်နဲ့စကားပြောတာလားဂါထာရွတ်တာလားသချင်းဆိုတာလားကျွန်တော်မသိပါဘူးသူပါဇက်ကတခုခုသူအော်နေပါတယ် သိမ့်မကြပါဘူးခွေးတကောင်ပြေးတက်လာပါတယ်ပြီးတော့ကျွန်တော်စားနေတဲ့ပကံကိုရှာနေရက်သွားပါတယ်ကျွန်တော်လန့်သွားတယ်ဟာအမပကံရည်မဆဲဘူးလားရည်ဆရာတယ်ဆရာဒါဆိုလို့ရှိရင်ကျွန်တော်အခုစားနေတဲ့ပကံအဲ့ဒီကောင်မနေ့ကရက်ထားတဲ့ပကံပါပဲဆရာသွားပြီ ိုအဲ့ဒါနဲ့နောက်နေ့ကျတော့ပြောအမရေကျွန်တော်ကယွန်တက်လို့ပါအဲ့ပကံကိုအဲ့လိုတော့မလုပ်ပါနဲ့နောက်နေ့ကျရင်ရေလေးနဲ့ဆေးပြပါစိတ်ချစရာစိတ်ချစရာဆေးပြပါမယ်တဲ့နောက်နေ့မနေ့သူဘာနဲ့ဂျူးမှမသိပါဘူးကျွန်တော်ပကံကိုဘယ်ကောင်လာရက်မလဲပဲကိုစိတ်ထဲမှာရှိတာဟုတ်နောက်နေ့မနေ့ကျွန်တော်ထမင်းစားပြီးတဲ့အခါမှာအဲ့မနေ့တော့လို့တတောက်တတောက်ခောက်ပြီးတော့အကောင်ကြီးမခေါ်တော့ပါဘူးပကံလေးကိုရေလေးနဲ့တည်တည်ကြကြဆေးပြနေပါတယ် ကျွန်တော်စိတ်ချမ်းသာသွားတာပေါ့ဩငါမကြိတ်လို့သူဒါမျိုးမလုပ်တာပဲအဲ့နဲ့ကိုကလည်းရှာရှည်ပြီးတော့အမမရတော့လို့တတတတခောက်ပြီးတော့ဟိုးအကောင်မခေါ်တော့လားမခေါ်တော့ဘူးဆရာဘာဖြစ်လို့လဲကျွန်တော်ယုံမှဆုလို့လားမဟုတ်ပါဘူးဆရာအဲ့ဒီအကောင်ဆရာစားလိုက်ပြီဆရာကျွေးစရာမရှိတော့အဲ့ဒီကောင်ကြီးချက်ကျွေးလိုက်တာ ဩပြန်တွေ့ရတာဝမ်းသာပါတယ်လွန်ခဲ့တဲ့15နှစ်ကအတိုင်းပဲကျွန်တော်မှလလန်းဆန်းဆန်းဖြစ်ပါတယ်အဲ့ဒီတော့ရုပ်ရှင်ဥမာထင်ပါတယ်အဲ့ဒီကကျုံခဲ့မှုတဲ့တငယ်ချင်းများမိတ်ဆွေများရှိလို့ရှိရင်လည်းကျွန်တော်ဒီကနေပြီးတော့နှုတ်ဆက်ပါတယ်ဟောပြောပွဲတွေကျွန်တော်အမြဲတမ်းသွားရလေရှိပါတယ်အရင်တော့တီတီသားပါကတ်ကြီးထွက်တာလားဟာလားကတ်ကြီးတွေပါလုတ်တက်တာလားအရင်တော့ဟုတ်ပါဘူးနော်ဒီကမဟုတ်နော်ဒီကတော့ပဲတွေနှမ်းနေထွက်နေတူပါတယ် ကျွန်တော်တို့ဟောပြောပွဲတော်လို့ရှိရင်အများနဲ့မိတတ်တဲ့မိကုံလေးရှိလို့ပါခမရတို့ဒေသကဘာထွက်တာတို့ဘာဖြစ်လို့မိတာတို့ဆရာခမရတို့ဒေသထွက်လေးကြားရင်လူချင်းလို့ပေါ့မရရင်တော့ဝယ်ရတာပေါ့လက်ဆောင်ပြီးတော့ယူတာပေါ့မပြီးတော့ဝယ်တာပေါ့ပြီးကြတဲ့နှစ်ကကံမကောင်းပါဘူးကျွန်တော်နဲ့ဆရာမောင်သားချုံနဲ့ဧရာဝတီတိုင်းအပြင်ဘက်ငတိုင်းချောင်းဘက်ကိုရောက်သွားတယ်အဲမှာ မေးမိတယ်ခမရတို့ဒေတာကဘာထွက်တာတော့ဘာဖြစ်လို့မေးတာတော့ဆရာခမရတို့ဒေတာကထွက်တယ်ဒေတာထွက်လေလူချင်းလို့ပေါ့လက်ဆောင်ပြီးတော့ယူမှာပေါ့မပြီးတော့ဝယ်မှာပေါ့အဲ့ရကောမဒီလုပ်တဲ့တိုင်နဲ့ဆရာ